။ဒီစတင်အောင်ဖိတ်ပေါ်ပါလေ။ဒီစောက်ကြည့်လိုက်အမြဲတမ်းဆုံး fresh အဲ့ဒါတွေကလည်းကျွန်တော်အတက်နိုင်ဆုံးကျွန်တော်လည်း fresh ဖြစ်အောင်နေရမှာပေါ့။ဒါမှပို့ပြီးတော့ဒါစိတ်ကူးညံကောင်းနေလဲထွက်မယ်။အဲကျွန်တော်တော့မလွယ်ပါဘူးလူငယ်တွေလွယ်အားကြနေရတာပါ။ ဟုတ်လေကျွန်တော်တို့ကယောက်ျားလေးတွေဆိုတော့ရုပ်ရည်တွေပါကြီးကအဲ့လိုမျိုးတော့အေးသူကစိတ်မမှန်ပါဘူးဒီသူ့ရဲ့ဖြတ်တန်းလာခဲ့တဲ့ experience เนาะဒါကိုဆိုင်းရဲ့ဒီလောက်ပေါ်အာယုံဆိုင်မှုဒါပဲကျွန်တော်တို့အားကြ တရားတွေရှိတာတော့ကျွန်တော်တို့ကားနဲ့တိုက်တဲ့ဆင်းเนาะအဲဆင်းဟာနာဟာနာဒီကအာနာလေငရဲကြီးမှကြောက်တယ်ဆိုတကူဖြစ်သွားမှလဲဆိုရင်တော့เนาะအခုအဲ့တော့ဒါပေမဲ့ဟိုကတကယ်ပါလူငယ်တွေကိုတကယ်ဘယ်ပေါ်ရဲဟိုတကယ်ပြောတာတကယ်ကျွန်တော်အဲ့လိုမျိုး fake မပြောတော့တကယ်ကျွန်တော်နောက်ရိုက်မဲ့နောက် trap မဲ့နောက်ကျွားဆိုတော့အခုပြောရဲကျွန်တော်သူငယ်သူဝိုင်းရံပေးမယ်အကုန်လုံးလုပ်မယ်ပြောရဲ ဆိုဒီကားမှာလည်းကျွန်တော်တို့တွဲခေါ်တယ်အဲ့ဒါကိုလည်းကျေးဇူးတင်တယ်မဟုတ်ဘူးတွဲခေါ်တော့မဟုတ်ဘူးဒီလူငယ်တွေအားကိုးနဲ့မိုက်နေတာအချိန်ကြီးကပေးတော့ယူနေရလဲရှာအာလူငယ်တွေထဲမှာမှာဒီ Jake character နဲ့တေးစားနဲ့ကလိုက်လေလိုက်ဖက်တယ်ပြီးတော့ရွေးတာတော့ director ရွေးပါရွေးတာပါအဲ့တော့ကျွန်တော်တို့ကလည်းသဘောတူပြီဒီကားမရိုက်ခင်ကတေးစားနဲ့ကျွန်တော်နဲ့မခင်သေးဘူးမခင်ဘူးမခင်သေးဘူးဒါပေမဲ့ဒီကားရိုက်တော့မှခင်သွားတယ်ပြီးတော့ကျွန်တော်တို့က စီစီလုံးလုံးနဲ့ရိုက်ကြတယ်အားလုံးတိုင်ပင်တယ်တယောက်နဲ့တယောက်ပုံပွင့်လင်းလင်းပြောဆိုပြီးတော့ပြီးတော့သူကသူစီးမပါလဲလာဆောင်နေတယ်လာပြီးတော့ဒီ shooting ကိုလာတယ်ဝင်းရံတယ်လာအားပေးတယ်အဲ့တော့ကျွန်တော်တို့ဟွာလေးတသင်းနဲ့လို့ခံစားရတယ် team work ပေါ့ team work team work ကျွန်တော်တို့ကဟွာ generation 3ခုပေါ့နော်ဘူမီဘွားဆိုရင်လောရတာအကြီးဆုံးပြီးတော့ကျွန်တော်တို့ generation ကျွန်တော်ကိုသိန်းတို့ပါမယ်ပြီးတော့တေစာတို့ကအငယ်ဆုံးပြီးတော့ production team ထဲမှာလည်းတေစာတို့အရွယ်တွေလည်းပါတယ်ဆိုတော့ဒါကျွန်တော်တို့အားလုံးကအဲဒီ ဟိုတိုင်တိုင်ပဲပဲစီစီလုံးလုံးနဲ့တေစာခုနပြောတဲ့ဘောလုံးအသင်းဆိုတဲ့ဥပမာလေးကိုပဲကျွန်တော်ကြိုက်လဲကြိုက်တယ်ပြီးတော့ဆွဲပြီးပြောရရင်ဒီကားထဲမှာတစီမဲပါတဲ့ character actor တွေပါတယ် character တွေပါတယ်ဒါပေမဲ့ဘောလုံးအသင်းလို့ပြောရရင် နောက်ဆုံးမိနစ်90ကျော်မှလူစားတိုးဝင်လာပြီးတော့ goal shoot လိုက်တဲ့ဟာကြီးလည်းရှိတယ်အဲ့လိုမျိုးပဲဒီကားမှာတစင်းနဲ့ပါရင်တော့မှဒီတစင်းကဂိုးရှုတဲ့စီးလေးကြီးပဲ။နင်းဘေးနားမှာပိုက်နေရှိရင်ငါအကုန်မီးချောပြစ်ပါတော့။ င်ကီယာလဲကွာဘယ်ရမှမသိလဲဖိုးကြီးဘာလို့ခေါ်လာလဲမသိဘူးမစားရှိုးဝဲဆိုလဲကျွန်တော်ရေတော့ကြည့်ဘူးကြည့်ဘူးเนาะအဓိကကိုဆိုင်ရ focus focus အဓိကဘယ်လုံးဆိုရေးကြီးတာအာယုံစူးဆိုင်မှုလို့ခေါ်ကိုဆိုင်မှာဘယ်ရန်ကောင်းအဲ့ဒီကြောင့်လဲကိုဆိုင်ကျွန်တော်ပညာကိုယ့်အကိုရားလိုက်တာပေါ့နော်အဲ့ဒီကြောင့်လဲကိုဆိုင်ဒီခြေနေဒီအောင်တယ်သူမနေ့တော့ဆိုလို့ရှိရင်လဲသူရှိုးကျွန်တော်ကြည့်တယ်ဟော focus သူတော်မှာဆိုရယ်เนาะ focus ဆိုးကြီးမှာဆိုရင်တော့ပုံကြည့်တူတယ်ဟုတ်ကဲ့ကျွန်တော်တို့ကျွန်တော်ရလိုက်တာလည်းအဲ့လိုပဲเนาะကိုယ့်လောက်ကိုတခြားအဲရောစိုက်ဖို့ဒါကိုရှိရကျွန်တော်ရလိုက်တဲ့ကျွန်တော်ကျတော့လည်းသူ့အားကြရပြာညာအလူငယ်တွေကလွတ်လပ်တယ်ပေါ့ပါတယ်ရဲရင်တယ်စိတ်ကူးညံတွေကောင်းတယ်အိုင်ဒီယာအသစ်တွေထွက်တယ်ဒီလောက်ကြည့်လိုက်အမြဲတမ်း so fresh အဲ့ဒါတွေကလည်းကျွန်တော် အတက်နိုင်ဆုံးကျွန်တော်လဲ fresh ဖြစ်အောင်နေရမှာပေါ့ဒါမှပို့ပြီးတော့ဒါစိတ်ကူးညံကောင်းနေလဲထွက်မယ်ကျွန်တော်တော့မလွယ်ပါဘူးလူငယ်တွေလွယ်အားကြနေရတာပါပြောလို့ဘယ်သူနဲ့မှမတဲတော့ပြောလို့အားကြည့်တော့မဟုတ်ဘူးလေတရားမဟုတ်ဘူးလေခုတော့အရင်မပြောတော့ပါဒီစလင်းအောင်ဖိတ်ခေါ်ပါလေအော်လေကျွန်တော်တို့ယောက်ျားလေးတွေဆိုတော့ရုပ်ရည်တွေပါရအဲ့လိုမျိုးတော့အေးသူကစိတ်မမှန်ပါနဲ့ဒီသူ့ရဲ့ ဖြတ်တန်းလာခဲ့တဲ့ experience เนาะဒါကိုဆိုင်ရဲ့ဒီလုပ်ပေါ်အိုင်အွန်ဆိုင်မှုဒါပဲကျွန်တော်တို့အားကြောင်းဘိုးကိုဘယ်တော့မှမထားခဲ့ပါဘူး။အမြဲတမ်းချစ်ပါဘိုးကိုအမြဲတမ်းချစ်ပါပါဘူးရဲ့။ ရန်ရင်ခုံပါတယ်ဒါခုနသေစာစကားအတိုင်းပြောရင်ကျွန်တော်တို့ကဘောလုံးအသင်းမှာကျွန်တော်တို့ဖလားရကြင်ပါတယ်ဇူလိုင်လ၄ရက်နေ့ဒီတောက်ကြမှာယုံတင်ပြီပြီးတော့ကျွန်တော်တို့ရုပ်ရှင်ပြတဲ့စနစ်ကလည်းတပတ်ပဲဒီတပတ်ပဲရှိတာကြောင့်ကျွန်တော်တို့ပြိသက်တွေတေစာပြိသက်ရှိမယ်ပိုးမမီတာပြိသက်ရှိမယ်မေတိုးခိုင်ပြိသက်ရှိမယ်ပြီးတော့ကျွန်တော်တို့အားလုံးရဲ့ဟိုစုစည်းထားတဲ့ဒီအမှုပညာဒီရုပ်ရှင်ဇာတ်ကားရှိမယ်ဒါကိုဒီတပတ်တောက်ကြနေ့မှာ လာပြီးတော့ကြည့်ရှုအားပေးပါလို့ကျွန်တော်တို့နဲ့အတူတူလာပြီးတော့ကြည့်ပါလို့သိစားလည်းအားရင်ပရိသတ်တွေနဲ့ live ပဲ live live ခဲ့မယ်ဆိုတော့ပရိသတ် live ပြီးတော့ note ဆက်မယ်ကျွန်တော်ပြောချင်တာကတော့ဒီဒီကားလေးက chat လို့ drama အဲ့လိုပုံစံလေးဖြစ်တယ်ကြည့်ရင်လည်းဟိုသူတို့အချက်လေးတွေကလာပါလားသူတို့ညောက်ကတည်ရမလားရေခုံမှုကောင်းလိုက်တာပြောချင်တာရုပ်ရှင်လေးနေနေဖြစ်တယ် စင်နီမက်တစ်လေးလည်းဖြစ်တယ်။ကောင်းမွန်လေးလည်းရိုက်ထားတယ်ကျွန်တော်ကတော့ကြည့်စီချင်။ကျွန်တော်ဒီလိုမျိုးကားလေးတွေကိုကြည့်စီချင်။ဟာပရိသတ်တွေကိုပေါ့နော်ဟိုဟိုဘယ်လိုပြောရမလဲ။ဒီလိုကားလေးနဲ့ဒီတိုင်းတိတ်ခုကြတိတ်မကြည့်ရအောင်လေရုပ်ရှင်ုံလေးကိုသွားပြီ။ကျွန်တော်တို့အရင်တော့ဆိုရင်ဘာရင်မဟုတ်ဘူး။တပတ်တစ်ခေါက်ကိုရုပ်ရှင်ုံသွားပြီးကြည့်ကြ။အဲ့လိုကြည့်ပြတယ်ဆိုတော့ဒီကားလေးကလည်းကျွန်တော်တို့ ဒီအရင်တော့ value ပြင်ရတကယ်ချင်းမဖြစ်ဖြစ်ဒါနှစ်ယောက်သွားပြီးလို့ရှိရင်လို့ရှိရင်ဒီမှာချစ်သူလေးတွေပဲဖြစ်ဖြစ်ဟိုတကယ်ကောင်းတယ်လို့ရုပ်ရှင်ဆန်တဲ့ကားလေးပါအဲ့အကြောင်းကျွန်တော်တော့ကြည့်စီဒီဇက်ကားကဆီယာမလွန်ထထားရဲ့ဝတ္ထုကိုအခြေခံပြီးရိုက်ခုထားတာပါနှလုံးသားရဲ့နောက်ကိုလိုက်ပါဆိုတာကဆီယာမရဲ့စကလုံးဖြစ်ပါတယ်ဒါကိုကျွန်တော်တို့အဓိကယူထားပါတယ်အဓိကကြည့်ပြီးသွားရင်ကျွန်တော်တို့ပြိတ္တကိုပြန်ပြီးတော့နေကျင်ပါ ကျွန်တော်တို့အချစ်ကားလေးရိုက်ထားတယ်။လေးပြည့်ရဲ့အချစ်ရှိတယ်၊ဂျိတ်ရဲ့အချစ်ရှိတယ်၊ကြည်ပြာရဲ့ချစ်ချင်းရှိတယ်၊ဝုစပန်ရဲ့ချစ်ချင်းရှိတယ်။တခြား actor တွေရဲ့ချစ်ချင်းတွေလည်းရှိတယ်။ကျွန်တော်ပြိတ္တကြီးကိုမေးကျင်တာကဘသူကအချစ်တတ်ဆုံးလို့ထင်လဲ။ဒီထဲမှာအဲ့ဒါလေးကိုဖြေပေးပါ။ကျေးဇူးတင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ခင်ဗျာ။